အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဘဝမှာကျွန်တော်တို့တန်ဖိုးထားရမယ့်အရာတွေများစွာရှိရဗျာတကယ်လို့တန်ဖိုးမထားဘူးဆိုရင်ဆုံးရှုံးသွားတဲ့အချိန်ကြမှာပဲနောင်နာရည်နဲ့ကြံ့နေခဲ့ရလိမ့်မယ်ဗျာတန်ဖိုးထားဖို့အတွက်ဆိုရင်အရင်ဦးဆုံးအရိယာရဲ့တန်ဖိုးတည်နေဖို့လိုတယ်ခင်ဗျာတန်ဖိုးတည်မှပဲတန်ဖိုးရှိမှာပေါ့နော်ပြီးရင်ကျွန်တော်တို့ ဘွားတွေမှာပိုင်ဆိုင်ထားတဲ့အရာတွေမပြောင်းဆုံးသွားဘူးမဆုံးရှုံးသွားဘူးဆိုရင်အဲ့ဒီအရာတွေကိုထိန်းသိမ်းနိုင်တဲ့အစွမ်းစားလည်းရန်ရည်ကြီးရဲ့ဗျအဲ့ဒီ skill မရှိဘူးဆိုရင်လည်းကျွန်တော်တို့ကလက်လို့ဆုံးရှုံးလိုက်ရမှလိမ့်မယ်ပေါ့နော်ဆိုတော့ဘွားမှာပိုင်ဆိုင်ထားတဲ့အရာတွေအကုန်လုံးကအကန့်တနဲ့ရှိရဲ့ဗျရှိတော့မှတခြားလေးတမိုးထားပြီးတော့မှထိန်းသိမ်းနိုင်မှပဲဒီအရာတွေကဘွားတွေမှာရည်ရှိမြဲမှာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့မင်ထပ်ပါဗျ